ဒါတော့ကျွန်တော်ဝယ်လိုက်တဲ့ electric scooter Segway ZT3 Pro off-road scooter ဖြစ်ပါတယ်။ဒီဘန်ကောက်မှာဝယ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဘတ်4900 4300လောက်ပေးရပါတယ်။ဆိုတော့ညီမငွေတွေ့ကြည့်ရင်အသာလေးသိန်း60ကျော်ပါတယ်။ပြီးတော့ဒီညီမနိုင်ငံအရောက်ဆိုရင်တော့သိန်း60ကိုအသာလေးကျော်ပါတယ်။ဆိုတော့ဘာကြောင့်ဒီ scooter ကိုကျွန်တော်ဝယ်ခဲ့ရလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။ပြီးတော့ဒီ scooter ကြောင့်လည်းကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။ပြန်လာပြီ။ အခုတလောကျွန်တော်ရောင်းလိုက်တဲ့စံကေတွေကိုပြပြမှာဖြစ်ပါတယ် Panigale V2 2020ပေါ့နော်ဒီ Yablet license နဲ့ကိုကျွန်တော်သိန်း900အောက်နဲ့ရောင်းပြီးွားပြီဖြစ်ပါတယ်ပြီးတော့ဒီ A11 license နဲ့ Sportster S 1250ကိုလည်းကျွန်တော်သိန်း400အောက်နဲ့ရောင်းပြီးွားပြီဖြစ်ပါတယ်ဆိုတော့ကားဝေ့ကျင်တာပဲဖြစ်ဖြစ်စံကေဝေ့ကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်သွယ်လို့ရပါတယ် ဲတော့ဘာကြောင့်ဒီစကူတာကိုဝယ်ခဲ့လဲပေါ့နော်ဒီဟာကိုကျွန်တော်အသိ90ကျော်လောက်ကျရဲဆိုရင်အကုန်လုံးကဒီမထင်ရဘူးပေါ့နော်တကယ်ကိုမထင်ရတဲ့ဈေးဖြစ်ပါတယ်ပြီးတော့ဒီဟာကိုကျွန်တော်ကဒီစကူတာငွေလေးတဲ့စီးကျင်ခဲ့တာပေါ့နော်စီးကျင်ခဲ့ငွေလေးတော့လည်းစီးကလေးစီးလေးဆိုစီးရစီးရအမ်ဒီကောင်ကျွန်တော်အင်တာနက်မှာလည်းမတွေ့ဘူးပြောရရင်ဒီဟာဒီစကူတာတွေကိုလည်းကျွန်တော်သိမလေးလာဘူးပေါ့နော် အဲပြီးတော့ပြောအဲ့မှာဘန်ကောက်မှာတလာကိုလောက်နေနေနဲ့ဘန်ကောက်မှာတကစီးစီရလို့ရှင်တာဗောနဆိုင်ကလေးကြောက်လဲအာဝယ်ပြီးရှုံးတာဟုတ်ဒါလည်းဝယ်ပြီးရှုံးမှာပါပဲဆိုတော့ဆိုင်ကလေးကြောက်ဝယ်ပြီးရှုံးမယ်ပြီးတော့ညီမနိုင်ငံလုံးတည်လာလို့မရဘူးဗောနပြီးတော့ကျွန်တော်ကဘန်ကောက်မှာနေဖို့အစီအစဉ်ရှိလားဆိုတော့လဲမရှိတရှိအဲ့တော့ကျွန်တော်ဒီရန်ကုန်မှာလဲဒီဝယ်ပြီးရန်ကုန်မှာလဲစီးလို့ရအောင်ဆိုပြီးစဉ်းစားလိုက်တဲ့အချိန်မှာဒီ ဘယ်လိုတင်မလဲပေါ့နော်အဲ့တော့ဒီစကူတာကိုစဉ်းစားလိုက်ပဲစဉ်းစားလိုက်ပြီးတော့လူလေးပဲစဉ်းစားမိတာပေါ့နော်ပြီးတော့ shopping mall တစ်ခုလည်းရောက်သွားအဲ့မှာအဲ့တော့အပြင်မှာလည်းမြင်လာတော့ဒါကြီးကလုံးဝလှတာပေါ့နော်တကယ်အပြင်မှာတကယ်လှပါတယ်ဒီကောင်ကတကယ် off road အမြင့်လည်းမြင့်နေ ground ground clearance ကလည်းတော်တော်မြင့်နေအဲ့ဆိုတော့ဒီ Tamas scooter လေးနဲ့ရှင်ကြီးရဲ့ချိန်မျိုးလုံးထဲမှာဒီကောင်ကပဲကြိုက်နေပါတော့တကယ်တကယ်ဆိုတော့အရန်လှပြီးတော့မှကျွန်တော်တော့စဉ်းစားစဉ်းစားနေဝေပြစ်သွားတာဖြစ်ပါတယ် scale တော့ဒီကောင်က အဲ့တော့ဘလောက်လေးလဲဆိုတော့ပြန်သေးရမယ်ဆိုလဲကျွန်တော်ကီလို34ပါကီလို30ဆိုတော့ဟိုပုံးပါညာရင်းနဲ့ဟိုတွက်လိုက်မယ်ဆိုရင်တော့35ကီလိုလောက်တော့ရှိရပါတော့ကျွန်တော်ဘောမှာဒီစီးစရာကို brand new ဝယ်ခဲ့တာဆိုပထမဆုံးဒီကောင်ပဲရှိရမယ်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်လုံးဝပုံးမှာဖောက်ခဲ့ပါတယ်စီးရရမှာတင်းနေနေဟာဘောဒါယူမြန်မာနိုင်ငံဘယ်လိုတည်ရပါမလဲ အဲ့ဒါစဉ်းစားရမယ်ကေကရောစီးမယ်ရအောင်ချိန်ပြီးစီးမယ်အခုပဲဆိုတော့ကျွန်တော်ဒီအဲ့ဒါကိုဖောက်ဖောက်ရဗန်ကောက်မှာထုတ်စီးရပါတော့ဒီယထားလိုင်း MRD တွေလည်းစီးတယ်အာပြောရရင်တော့ဒီအခန်းအောင်လိုင်းကျွန်တော်တို့နာခန်းအောင်လိုင်းကတော့တင်လို့မရဘူးပေါ့နော်လွတ်လောက်တာအန်ဒီရဲများပါတယ်လို့နော်အုတ်ထုတ်လည်းမပါဘူးလက်တစ်ဖက်လည်းလွတ်စီးနေဒီလိုစကူတာတွေကလက်တစ်ဖက်လွတ်စီးရတာအယမ်းခက်တယ်အုတ်ထုတ်ကတော့တကယ်တော့ကြံခဲ့တာပါတယ်ဦးမိတ်ပြီးကြံခဲ့တော့ဆိုတော့ဘာပြည့်ပြီးကလည်းဝေး ဆိုတော့ကျွန်တော်အခုကတော့ဒီအပေါ်ကနေမြင်နေတဲ့ဒီရထားလိုင်းပေါ့နော်အဲ့ဒီခန်းရောင်အစအဆုံးစီးနေဖြစ်ပါတယ်ဘာလို့ဆိုခန်းရောင်လိုင်းအကြမ်းမှာပဲစကူတာကိုပေးမတင်ဘူးပေါ့နော်အာတခြားလိုင်းတွေကတင်တယ်အဝါစီးပြီးသွားပြီအနီလည်းစီးပြီးသွားပြီပေးတင်တယ်ပေါ့နော်အဲ့ဒီခန်းရောင်ခန်းရောင်လိုင်းပဲကျွန်တော်နေတဲ့နီးရဲ့လိုင်းပဲပေးမတင်တာအဲ့တော့ကျွန်တော်မောင်းနေရတယ်ပေါ့နော်ကဲဘယ်ဖြစ်ရောက်ပါတော့မယ် electric scooter တော့နောက်ရက်ပေါ့နော် motor တော့နောက်မှာပဲတကယ်လို့ ਨੇ ဈေးတက်တာတဲ့ကောင်းနေဆိုရင်တော့ motor လေးရရှေ့မှာသေးလည်းသေးတယ်ဆိုတော့ဒီကောင်ကတော့နောက်မှာ ကဲဒီထက်ပို့ပြီးတော့ဈေးကြီးွားရယ်ဆိုရင်တော့ motor Arona ရော GM motor ကြီးဖြစ်ကုန်ပြီပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်အရင်အခုဒီအကြီးဝယ်ပြီးတော့မှကြိုက်နေရဒီ Segway GT3 Pro ဖြစ်ပါတယ်ဆိုတော့အဲ့ကောင်တော့ဒီကောင်ထက်သုံးစားလောက်ဈေးကြီးရယ်ပေါ့နော်ဆိုတော့သိန်း200နီးပါးလောက်တော့တော့ကတ်မှထင်တယ်အဲ့လောက်ကိုဈေးကြီးရယ်ကျွန်တော်အခု loss ရယ်အဲ့ဒါကိုအရင်ကြိုက်နေပေါ့နော်အဲအဲ့တော့ cable ပဲပြပြဒါလည်းတော်တော်မိုက်ပါတယ်ဒီကောင်က speed ကလည်းတော်တော်ထွက်ပါတယ်ကီလို40ထွက်ပါတယ်40 km per hour ပေါ့နော်အဲကျွန်တော်အရင်က battery 7ကိုကိုပေါ့ရှောက်ဆင်ထားတဲ့ဟာနဲ့အတူတူလောက်ပဲဖြစ်ပါတယ်ဆို40ဆိုတာဘယ်လိုဖြစ်မြင်နေလဲ ဆိုတော့ကျွန်တော်ဒီကားကြီးနှေးသွားရင်ကားကြီးရောင်ကြော်လို့ရပါတယ်ရန်ကုန်မှာလည်းကျွန်တော်အခုဓာကြီးဓာကြီးကိုစီးနေတာပေါ့နော်အာဒီကောင်ဝေပြီးသွားပြီဆိုရင်တော့ဖုန်းမှာ application down လိုက် application down ပြီးသွားမယ်ဆိုရင်အာသူ့ရဲ့ဒီက information တွေကိုကြည့်လို့ရပြီဒီတိုင်ခွဲမှာတော့ information တွေကအရင်မဆုံးဆာတွေ့ရပေါ့နော်ဆာတွေ့ရပါလဲဆိုတော့ charge the e scooter for 3 seconds to activate the battery ရနမို့ဆိုရင်ဖွင့်လို့မရဘူးဆိုတော့အစစ်စစ်အစစ်စစ်ဟာကြီးလောက်အောင်မယ်သူရဲ့ ီဖုန်းကအခု download ဆိုရလိုက်ဖုန်းက application ကြီးလိုက်မယ်ဆိုရင်တော့အမှ information တော်တော်စုံသွားပြီဆက်ကြဒီ scooter ဝယ်တော့ကျွန်တော်40 km ချင်းဆက်ဆက်ချင်းမောင်းလို့မရဘူးပေါ့နော်အမှ setting တွေမှာသွားချိန်ရတယ်ဆိုတော့အဲ့ဒါမချိန်တက်လို့ကျွန်တော်အဲ့ဒီမောကိုခဏပြန်သွားရသေးရပေါ့နော်ဆိုတော့အဲ့ဒီလူရချိန်ပြလိုက်တော့အမှ40 km မောင်းလို့ရသွားပြီဆိုတော့ mode ကလည်း eco ရ drive ရ sport ရပေါ့နော်အခုက swap sport နဲ့ဆိုရင်တော့40ရောက်တယ်ဆိုသူရဲ့အဓိက range ပေါ့ range ကဘယ်လောက်လဲဆို80 80ကိုဘယ်လောက်နဲ့အချိန်နဲ့သွားမလဲဆို15 km နဲ့ပဲသွားရမှာ ဆိုတော့တကယ် toss ပြီး40နဲ့တောင်းဘယ်လောက်ရလဲဆိုတော့30ကီလိုမီတာရရလို့ပြောပါတယ်။ Okay ကျွန်တော်လည်းစမ်းပြီးတော့ပါပြီ။စမ်းလာတော့ကျွန်တော်အာ30အပြည့်တော့မဟုတ်လောက်ဘူးပေါ့နော်။20ကျော်ကျော်ထိတော့ရပါတယ်။ဒီ scooter မှာကြိုက်တာဆိုရုပ်ပေါ့နော်။ရုပ်သူဒီအရှိအဒီ X မီးပုံစံ X လို့လင်းနေတဲ့ဟာလေဒါလုံးဝတကယ်ဟူစက်ကွေးရဲ့တကယ် brand တွေပေါ့နော်။တကယ် top of the line brand တွေခုနပြောတဲ့ GT3 တို့ GT2 တို့ဆိုရင်တော့အဲ့ AX ပုံစံလေးဖြစ်သွားပြီပေါ့နော်။အဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့စံငယ်မှာ GS 1300လို့ပဲတကယ်မီးလုံးကအဲ့တိုင်းပဲ။ဆိုတော့သူရဲ့တကယ် တကယ် brand တကယ်ဟို top of the line နေဆိုရင်တော့အဲ့မြေ HD နဲ့လာသွားပြီဆိုတော့အဲ့ဒါတော်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 လှရပြင်မှာလည်းတကယ်လှပါတယ်ဒီစကူတာကလေအဲ့တော့ကျွန်တော်ကဝယ်လိုက်ရတယ်မလှလို့ဝယ်လိုက်ရတယ်ဆိုတော့အကြောင်းရင်းကလည်းပါတယ်ကဲအဲ့တော့ကင်မရာတန်ခွမ်းမှာ cloud တွေပါတယ်ပြီးတော့အမှလုံးဝတကယ်မိုက်တာ cruise control ပါတယ်ဆိုတော့ cruise control ကျွန်တော်လုံးဝတကယ်ကိုအရင် ဖီတန်နေတဲ့ဟာပေါ့နော်ပြီးရင်ဒီဒီကျွန်တော်ခု Kawasaki versus Tom Mara Cruise Control ပါတယ်တကယ်လက်တွေ့မှာတကယ်ကိုလူရန်တက်တာပေါ့နော်ဆိုတော့ဒီကောင်ကလည်းဒီဒီ temp နဲ့သူက lever လည်းသူက temp လက်မလေးနဲ့ဖိရတာဘူးဒါမှမဟုတ်လည်းလူဆွဲလို့ရတယ်ဒါပေမဲ့အဲ့ဒါကြာတော့နည်းနည်းလက်မနည်းနည်းညောင်းတယ်ပေါ့နော်ဆွဲပြရတယ်ဆိုတော့အဲ့ Cruise Control လေးကိုနှိပ်လိုက်လို့ရှိရင်လွယ်ပြည့်တော်တော်လူတက်တာပါတယ် ဆိုတော့ဒီစပိန်လူတွေပေါ့နော်ဒါရှေ့ဘရိတ်နောက်ဘရိတ်ပေါ့နော်ဟိုဘက်ဒီဘက်စပိန်လူပဲဆန်ကယ်လူပဲဘေးတော့ကပါသေးတယ်အကျယ်ဝန်းကတော့ဘယ်လိုပဲအရင်ကြီးတော့လည်းမကျေဘူးဒါပေမဲ့ဒီအော်နာမန်ယူရမှာရေးရတဲ့လူနှစ်ယောက်မစီးရဘူးတဲ့ဆိုတော့ဒါပေမဲ့ကျွန်တော်စီးလိုက်တာလူနှစ်ကျွန်တော်လူနှစ်ယောက်နဲ့လည်းစမ်းပြောပါဦးယောက်ျားလေးနှစ်ယောက်နဲ့ပါစီးလို့ရပါတယ်ဒါပေမဲ့သူမလုံနဲ့ဆိုရင်တော့မလုံနဲ့ပေါ့နော်ဒါပေမဲ့လုံကြည့်တော့ရပါတယ်ဆိုတော့ဒီစကူတော့ကျွန်တော်တော်တော်များများကိုစမ်းပြီးသွားပါပြီ beach လည်းသွားပြီးသွားပါပြီ၆နာမှာတော်တော်စမ်းပြီးသွားပြီတဲဝေမှာလည်းစမ်းပြီးသွားပြီ ိုင်ကယ်လိုပဲပေါ့နော်နောက်ထောက်ဆရာမလိုတော့ဘူးအဲ့ကျအင်္ဂလိပ်ဂုံတက်တွေဆိုလဲတော်တော်မြင်းတဲ့ဟာတွေတော်တော်တက်ပါတယ်တကယ်ဘယ်လိုပြောမလဲသူရဲ့ review တချို့ review တွေမှာကြည့်ရအောင်ဆိုတော့အဲ့ဒီ review တွေလည်းကျွန်တော်စမ်းတာစမ်းလို့ရတယ်အမ်ပြီးတော့ခေါင်းထောင်တက်ခေါင်းထောင်တက်ပြီးစီးတက်မယ်ဆိုရင်လည်းခေါင်းထောင်ပြီးစီးတက်လို့ရတယ်တကယ် Germany ဘာကြီးလုတ်တက်မယ်ဆိုလဲရတယ် shop ကတော့မာတယ်ပေါ့နော်ပြောရရင်တော့တကယ်တကောင် off road ဆိုတော့ off road သူ့ဘာသူလည်းရေးထားတယ် off road scooter ဆိုပြီးရေးထားတယ်ဆိုတော့အာဒီဘောတက်ခွင်တော့မှ shop က တော့ jam လုပ်လို့ရတဲ့ဟာကြီးဆိုတော့ဟိုဘယ်လိုပြောမလဲဒီရင် AC လေးစီးမယ်ဆိုရင်တော့မာတယ်ပေါ့နော်ပြီးစီးရတာနည်းနည်းခက်တယ်ဒီကောင် off road တည့်ရတာမြင့်တယ်လीမြင့်တော့ထင်းရတာလည်းနည်းနည်းခက်တယ်ဒီ seven စီးရတာထက်လို့ပိုခက်တယ်ကျွန်တော်ဒီကောင်ကို sand mount တော့ test ride sand တော့အာသိရမလားပေးစမ်းတဲ့လူတွေကျွန်တော်ကြောက်နေပါတော့စီးတဲ့လားဘာလားဆိုကျွန်တော်ကလည်းအဲ့တုန်းကခက်တုံတုံပဲမသိရမရသေးဘူးလေဆိုတော့အခုတော့ရပါပြီကလို့ဆိုကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ပေးစီးရင်တော့ကျွန်တော်လည်းခက်တုံတုံပြင်ဒီမှာနိုင်ငံဝန်တည်လာတဲ့နေရာမှာလည်းကျွန်တော်လုံးဝ ော် features တခုပါတယ်နော် Apple Find My ဆိုပြီးပါ Apple Find My ပြောရင်တော့ Find My ရဲ့ iPhone application နဲ့ Find My နေရာမှာသူကချိတ်လိုက်ရမယ်ချိတ်ပြီးရင်သူကဒီ scooter ဘယ်ရောက်နေလဲဆိုတာလုံးဝတောက်လျှောက်ကြည့်လို့ရတယ်ဗောနော်အဲ့ features ကြီးရလဲတော်တော်လမ်းတယ်ဗောနော်ဒီ scooter မှာဆိုဒီ scooter မှာအပြစ်ပြောစရာဘာရှိလဲဆိုတော့အာဇီးနည်းနည်းများနေရပါလေကျန်တခြားဟာတော့တော်မိုက်မိုက်ပါတယ်ဆိုတော့လေးတော်လေးတယ်လေးတယ်ဆိုရလဲဒါ range ရ battery ရလေးတာဒီချက်ကျွန်တော်ပူချက်တဲ့ခုန GD3 ဆိုအများကြီးပူလေးတယ်အများကြီးပူလေးအများကြီးလက်ပူရောက်တယ်အာပြီးတော့ဒီကောင်ကလေး ကြည့်လို့သေးလို့နဲ့မသေးဘူးပေါ့နော်ဒီကျောင်းစီတန်ဒီမှာနောက်ဖုံးနဲ့ထည့်လို့မရဘူးပြီးတော့နောက်ခုံနဲ့ထည့်လိုက်မယ်ဆိုရင်လည်းလူထိုင်လို့မရတော့ဘူးအဲ့လောက်ကိုအာဘယ်လိုပြောမလဲနေရာတော့ယူရဲပေါ့နော်အဲ့ကျွန်တော်အခုတချို့နီးနီးနားဆိုရင်တော့ကားနဲ့မသွားဘူးနော်ဒီကောင်နဲ့ပဲကျွန်တော်သွားနေတော်တော်လေးအဆင်ပြေတယ်အာ them ဟို e တော့ e e bike လိုပဲပေါ့နော်ပြီးတော့ကျွန်တော်လုံးဝတကယ် advantage ကြီးကကားပေါ်တင်သွားလို့ရတယ်အဲ့ဒါခောက်သွားလို့ရတယ်ဒီကောင်ခောက်လိုက်လို့ရတယ်ဒီခောက်လိုက်ရင်ရှင်အာတော်တော်ပစ္စည်း နည်း compact ဖြစ်သွားပါဘောနော်တော်တော်များတည်သွားလို့ရတယ်အဲဆိုတော့အဲ့ဒါကြောင့်ကျွန်တော်အဓိကအကြောင်းရတော့အဲ့ဒါကြောင့်ဝယ်လိုက်တာဖြစ်ပါတယ်သူစီ segway brand မှာပဲသူထက်နည်းနည်းဈေးတက်တာရဟာလေးရှိအဲ့ဒါလေးညလုံးနဲ့လုံးဝမတိုးတော့ဘူးဘောနော်ညမျိုးလုံးနဲ့ပို့တိုးတာသူထက်ပို့ပြီးတော့ခုနကျန်တဲ့ GT3 Pro ဘောနော်အဲ့ကောင်ကြီးကတော့တော်တော်ဈေးလေးကြီးပါတယ် GT3 တောင်မှ budget တောင်းလောက်ရှိတယ် GT3 Pro ကအများကြီးဈေးကြီးတယ်အများကြီးလေးပို့မြန်တယ်စဲကောင်ကြီးကိုကျွန်တော်တော်တော်ကြိုက်နေပါတော့ကျွန်တော်ဒီဟာတော့အဲ့ဒါအောင်အဲ့ကောင်လဲမယ်ဆိုရင်တော့အဲ့ကောင်တော့လဲကျင်တယ်ဒါပေမဲ့သိန်း200လောက်ဆိုတော့ဆန်ကယ်စည်းကောင်းကောင်းစားလောက်တော့ရှိဈေးကတော့ အောင်ပြင်းတယ်ပေါ့နော်အာပြောရမြန်မာနိုင်ငံမှာလည်းအာရောင်းတဲ့ဟာတွေမရှိဘူးလေဒီလိုဒီလိုဒီလိုပဲသွင်းလာကြတဲ့ဟာတွေပဲရှိမှာသွင်းလာရတဲ့ဟာတော့မှအာကျွန်တော်တိမလို့တော့မရှိသေးဘူးဒီစကူတာဒီဈေးနဲ့အတိအတိုင်းပဲအာဝယ်မယ်ဆိုရင်တော့စဉ်းစားကြမှာပေါ့နော်ကျွန်တော်ကတော့ဝယ်ချော့ဝယ်ချလိုက်တယ်ညီမနိုင်ငံရောက်အသိန်း60ကျော်ပါတယ်တကယ်တကယ်ပြောတာပါဆိုတော့ကျွန်တော်သူ့ရဲ့တူတယ်မာလေးရှားကျွန်တော်ဘယ်လောက်မောင်းမိွားရလဲဆိုတော့ကီလို1000 1000ကြီးပါပေါ့နော်1000တော့မပြည့်သေးပါဘူး မသိတထောင်ကြော်ရင်လည်းကြော်ယူလားမသိဘူးဖုန်းထဲမှာပြန်ကြည့်အောင်ဒါတကယ်တကယ်ဒီလိုမျိုးဟာစီးရင်နေမဲ့လူတွေလည်းရှိမယ်ထင်ပါတယ်ပါဆိုတော့ကျွန်တော် grand letter အခုကိုပေါ့ကိုဝယ်လိုက်မှပဲစီးရတာပေါ့နော်ဘာလို့ဒီမှာမရှိဘူးလေဒီလို off road scooter အဲ့လေအပြည့်သွင်းမယ်ဆိုရင်တော့၃နာရီခွဲလောက်သွင်းတော့အပြည့်ရောက်ပါတယ်ပြောဘလောက်သွင်းရင်လဲစက်တင်နေပိုင်းအကုန်အဲ့ဖုန်းထဲမှာချိန်ချိန်လို့ရရပါတော့ဖုန်းထဲမှာတော်တော်များများချိန်လို့ရရဒီပေါ်မှာတော့တိတ်ပြီးတော့အဲ့လောက်ချိန်လို့မရဘူးဒါပေမဲ့ဒီ display လဲမိုက်တယ်နေပူထဲမှာစီးလဲမြင်ရတယ်ပေါ့နော် ရှေ့မီလုံးလည်းတော်တော်အဆင်ပြေတယ်ရှေ့မီလုံးလေးလည်းပါလင်းနေပါပဲညာဘက်ညာဘက်လည်းကျွန်တော်မောင်းပြီးွားပြီဆိုတော့တော်တော်အဆင်ပြေကျွန်တော်ဒီဘတ်မှန်လေးအောင်ကျွန်တော်တက်ချင်တယ်ခါရရဘတ်မှန်မရှိဘဲမမောင်းတက်လို့လေအဲ့တော့နောက်လှည့်ကြည့်ရင်တော့လေရရပါတယ်စကိတ်ကိုကျွန်းကျွန်းကျွန်းစီးတက်မယ်ဆိုရင်တော့ဒီကောင်ကတော်တော်ကိုမိုက်ပါတယ်ခေါင်းထောင်ပြီးမောင်းမလားဒီကြိုက်တွေပါတယ်ခုံခုံနဲ့ခုံချလိုက်လို့ရတကယ်မိုက်တယ်ဗောကျွန်တော်တို့အဲ့ဒါမလုပ်တတ်သေးဘူးကျေတော့ဒါအခုဝယ်လိုက်တဲ့တည်းမှာကျွန်တော်ဝယ်ဦးတဲ့တည်းမှာ brand new ပေါ့နော်စီးစရာတည်းမှာ brand new ကိုပထမဆုံးဝယ်ဦးခြင်းပဲဖြစ်ပါတယ်ကဲဒါပါပဲ